မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့တက်ကွဲကောင်းတွင်ဤကိုကျွန်တော်တို့မိတ်ဆွေများလေ့လာလို့ရအောင်ကျွန်တော်တို့သစင်ပြန်လည်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တက်ကွဲကောင်းတင်ပေးလေမရှိဘူးပေါ့နော်အဲဒီတစ်ပတ်မှာတော့ကျွန်တော်တို့သုံးလုံးပေါင်းရှင်ပြိုင်နေလေဂိုင်ညီမှုရှိနေတဲ့အတွက်ကြောင့်မို့အဲကျွန်တော်လည်းကြိုက်တဲ့အတွက်ကြောင့်မို့ကျွန်တော်ပြန်လည်များကိုပေးတော့မှာဖြစ်ပါတယ်20ကို credit ပေးပါတယ်ပေါ့နော်မူရင်းဆရာကိုကျေးဇူးတင်ပါတယ်ဒါကျွန်တော်တို့မိတ်ဆွေများလေ့လာလို့ရအောင်ပေါ့နော် โอเคဒီလေးပင်ချာတဲတကွက်တနီးကို မိတ်ဆွေများအတူတူလေ့လာကြည့်အောင်ပါနော်ဒီကိုချောင်းနေတပင်ကိုချင်းပြပစ်တော့မှာဖြစ်ပါတယ်။ရပေါ်ကလေးပင်ကိုမူတည်ပြီးတော့ပါနော်။ဒါတော့ကျွန်တော်အရင်ဆုံးဒီထိတ်ဆီးကိုအရင်ဆုံးလေ့လာကြည့်မယ်ပါနော်။ပြီးရင်အလေထိန်ပြပေးမယ်။ပြီးရင်အပိတ်တွင်းနီးပြပေးတော့မှာဖြစ်ပါတယ်။အရင်ဆုံးကျွန်တော်ဒီထိတ်ဆီးကိုလေ့လာကြည့်အောင်ပါနော်။ဒီထိတ်ဆီးကတော့ ဒီလေးပင်ပေါ့နော်အဲ့ဒီလေးပင်တဲ့ကကျွန်တော်တို့ဒီ6ရက်5ရက်ပေါင်းมาဖြစ်ပါတယ်ပေါ့နော်မူရင်းဆရာကို credit ပေးပါတယ်ခင်ဗျာဒီ6ရက်5ရက်ပေါင်းရှင်းက7ရာတယ်ပေါ့နော်โอเคအဲ့ဒီတိတ်ကိုကျွန်တော်တို့တစ်ဖြစ်အောင်ပေါ့နော်နောက်ထပ်အနေနဲ့ဒီနေ့နဲ့တုံညာနဲ့ပေါ့နော်ဒီဒီဇိုင်းနေ့နဲ့တုံညာနဲ့ကို ထိပ်စီးတစ်လုံးနဲ့ထပ်ပေါင်းပြရမှာဖြစ်ပါတယ်ဒီတုံညာရဲ့ဒီရှေးဆုံးက ထိပ်စီးတစ်လုံးပေါ့နော် တော့ခဲဒီကနန်း၃လုံးပေါင်းရင်တည်ဖြစ်ရမယ်လို့ဆိုလိုတယ်ပေါ့နော်ဆိုတော့နေတုံညာရှိပြီးသားပေါ့နော်အဲ့ဒီမှာထိတ်စီ၃လုံးထည့်ရမှာဖြစ်ပါတယ်ထိတ်စီထည့်ပြီးတော့ပေါင်းရှင်းကတည်ဖြစ်ရမယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီနေနဲ့တုံညာနဲ့ပေါင်းရှင်းကနေလို့ရပြီးပြီဖြစ်တဲ့အတွက်ကြောင့်မို့ထိတ်စီ၉နဲ့ပေါင်းပြရမှာကျွန်တော်တည်ဖြစ်တာပေါ့နော်ဒါကြောင့်မို့နေတုံညာ၉ပေါင်းရှင်း၁ဆိုတဲ့အတွက်တည်ညီသွားပြီးဖြစ်တဲ့အတွက်ကြောင့်မို့ထိတ်စီနေရာမှာ ကိုဖြစ်သွားမယ်ပေါ့နော်ဒါကြောင့်မို့ကိုထိတ်စီဖြစ်ပါတယ်ထိုက်ပြီးတော့ကျွန်တော်အလေထန်ကိုလေလာကြအောင်လားခင်ဗျာဒီအလေထန်ကဒီ6ရယ်6ရယ်ပေါင်းပေးရမှာဖြစ်ပါတယ်ပေါ့နော်6အပေါင်း6ဆိုတော့ပေါင်းရှင်7နှစ်ကိုနေပေးရတယ်ဗောနော်နေရအောင်လောက်ရမှာဖြစ်ပါတယ်ဆိုတော့အလေထိန်ဆိုတဲ့အတွက်ကျွန်တော်အလေထိန်ကိုယူမှာဖြစ်ပါတယ်ဒီအပေါ်ကအလေထိန်ကနန်း3ညရဲ့6ရဲ့ယူမယ်ဗောနော်3ညရဲ့6ရဲ့ကို ဒီအလေးထင်ကကနန်းတစ်လုံးနဲ့သုံးလုံးပေါင်းရှင်းနိဖြစ်ရမယ်လို့ဆိုလိုတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အပေါ်မှာ၃ညရဲ့6ရဲ့ဒီအလေးထင်ကနန်းတစ်လုံးထည့်မယ်ပေါ့နော်အဲ့ဒီသုံးလုံးပေါင်းရင်နိဖြစ်ရတယ်ပေါ့နော်နိဖြစ်ရမှာဆိုတဲ့အတွက်၃ညနဲ့6ပေါင်းရှင်း6 6ကိုနှစ်ဖြစ်သွားအောင်ဆိုရင်ကျွန်တော်တို့ကအလေထင်အနေနဲ့6တလုံးထပ်ထဲမှာဒါလည်းနှစ်ဖြစ်တယ်ပေါ့နော်အဲဒါကြောင့်မို့6အလေထင်ဖြစ်ပါတယ် ကိုထိတ်စင်း6လေထိန်ဆိုပြီးရာသွားပြီဖြစ်ပါတယ်။အပိတ်အနေနဲ့ကတော့ဒီ6ရဲ့3မြရဲ့ပေါင်းရှင်6လို့ယူမှာဖြစ်ပါတယ်ဗောနော်6အပေါင်း3မြပေါင်းလက်6ဖြစ်ရမယ်ဗောနော်။ဆိုတော့ဒီပေါင်းချင်းနောက်ထပ်တစ်မျိုးကနန်း3လုံးပေါင်းရင်6ဖြစ်ရမှာဆိုတော့ဒီ9ရဲ့ဒီထိတ်စင်းတစ်လုံးရဲ့ဗောနော်ဒီအပိတ်တန်းန်းတစ်လုံးနဲ့ပေါင်းရင်6ဖြစ်ရမယ်ဗောနော်ဆိုတော့ကျွန်တော်အထိတ်စင်းက9ရှိပြီးဒါ9ရှိပြီးဒါ ဒီအပိတ်ကနိအပိတ်ကဒီကွလက်ပေါ့နော်အဲ့ဒီ၃လုံးပေါင်းရင်6ဖျားတယ်ဆိုတော့9နဲ့5ပေါင်း14 4ကိုဒီကနန်း၃လုံးနဲ့ပေါင်းရင်6ဖျားတယ်ပေါ့နော်ဆိုတော့4ကို2နဲ့ပေါင်းမှ6ဖြစ်တဲ့အတွက်ကြောင့်မို့အပိတ်တစ်လုံးဒီနိဖြစ်သွားတယ်ပေါ့နော်ဒါကြောင့်မို့9ထိပ်စီ6အလဲထိုင်နိအပိတ်9 6နိဖြစ်ပါတယ်ပေါ့နော်9ထိပ်စီ6အလဲထိုင် နီအပိတ်ဆိုပြီးတော့ကိုရှောင်းနေကဒီလိုလေးဖြစ်သွားတယ်ပေါ့နော်။ Okay အဲ့ဒီနီအသိမ်းပဲပေါ့နော်ကျွန်တော်တို့ဒီလေးပင်ထက်ချားမှာဖြစ်ပါတယ်။လေးပင်ချာဆိုတော့တုံများလေးလေးနေတဲ့ချီလေးတုံးချေချောက်တုံးနှစ်တုံများကိုတပင်ကြမယ်ပေါ့နော်ဒီနှစ်တုံများကိုတပင်ကြမှာဖြစ်ပါတယ် okay အဆုံးထိတ်စီအနေနဲ့အပေါ်ကလူမျိုးပဲပေါ့နော်တဆောင်းဒီ6နဲ့9နဲ့ပေါင်းထားတာဖြစ်တဲ့အတွက်ကြောင့်မို့4နဲ့3နဲ့ပေါင်းလာမှာဖြစ်ပါတယ်ပေါ့နော် လေးသုံးပေါင်းချင်းကခွန်ရတယ်ဗောနော်ဆိုတော့ကျွန်တော်ပေါင်းချင်းခွန်ရအောင်လုပ်ရမှာဖြစ်ပါတယ်ဆိုတော့နောက်ထပ်တစ်မျိုးကတော့ကျွန်တော်ဒီအပေါ်က3ရက်2ရက်ဗောနော်ထိတ်စီးတစ်လုံးနဲ့ပေါင်းလိုက်ရင်ခုနှစ်ဖြစ်ရမယ်လို့ဆိုလိုတယ်ခင်ဗျာဒီ3အပေါင်း2အပေါင်းကွက်လက်ဗောနော်ထိတ်စီးနေရာမှာကွက်လက်ဖြစ်သွားမယ်အဲ့ဒီဟာကနန်း3လုံးပေါင်းရင်ခွန်နဲ့ညီရမှာဖြစ်ပါတယ်ဆိုတော့3ရက်2ရက်ပေါင်းရှင်းက ငါးကိုဒီကွက်လက်တစ်လုံးနဲ့ဆိုတော့နှစ်နဲ့ပေါင်းရင်ပေါ့နော်၃နှစ်ပေါင်းရှင်းဟာငါးနှစ်ပေါင်းချင်းခွန်ဆိုတဲ့အတွက်ကျွန်တော်ထိတ်စီအော်တိုမက်တစ်ဒီနှစ်ထိတ်စီရပြီပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာချင်းနဲ့ချစ်ပေါင်းမှာဖြစ်ပါတဲ့အလေထိန်ကတော့ပေါ့နော်ချင်းနဲ့ချစ်ပေါင်း၁၆၆ဖြစ်အောင်လုပ်မယ်အလေထိန်ဖြစ်တဲ့အတွက်ကြောင့်မို့ဒီအလေထိန်ကနန်းနှလုံးနေနဲ့၄နဲ့ပေါင်းမယ်ပေါ့နော်အပေါ်ကဒီနှစ်နဲ့၄နဲ့ကိုအလေထိန်ကနန်းတစ်လုံးနဲ့ပေါင်းလိုက်ရင်ပေါင်းချင်း၆ဖြစ်ရမယ်ပေါ့နော် ဆိုတော့ကျွန်တော်တို့ဒီနှစ်နဲ့ဒီလေးနဲ့အလေးထိုင်ကနန်းတစ်လုံးနဲ့ပေါ့နော်ဒီသုံးလုံးပေါင်းရင်6ဖြစ်ရမှာဖြစ်ပါတယ်နှစ်လေးကွက်လပ်ပေါ့နော်အလေးထိုင်ထဲမှာဖြစ်ပါတယ်ပေါင်းရှင်းက6ဖြစ်ရမယ်နှစ်နဲ့လေးပေါင်း6ဖြစ်ပြီးသားဆိုတဲ့အတွက်ကျွန်တော်တို့၃ညထည့်ရမှာပေါ့နော်6နဲ့3မြန်နဲ့ပေါင်းမှ6ဖြစ်တဲ့အတွက်အလေးထိန်သည်3ညဖြစ်ပါတယ်။ Okay ထပ်ပြီးတော့အပိတ်ကိုလေ့လာကြည့်အောင်။အပိတ်ကတော့ ညထိစီတုံညာလေပေါ့နော်အပိတ်ကိုလေ့လာကြအောင်ဒီအပိတ်ကဒီအပေါ်မှာလိုမျိုးပဲ6တုံည6ယူထားတာဖြစ်တဲ့အတွက်အနည်းနဲ့နည်းနည်းတက်ကအနည်းနည်းကိုယူမှာဖြစ်တယ်ပေါ့နော်နည်းနည်းနည်းပေါင်းရှင်လေးပေါင်းလက်လေးဖြစ်အောင်လောအောင်မှာဖြစ်ပါတယ်ဆိုတော့ယူတဲ့နည်းကဒီအပိတ်ရဲ့ထိစီရဲ့အပိတ်ရဲ့ဂရန်၃လုံးပေါင်းရင်လေးဖြစ်ရမယ်ပေါ့နော်ဆိုတော့ညထိစီရှိပြီး၃၃၅လေးရှိပြီဒီနေရာမှာအပိတ်ထဲပြီးရင်ကျွန်တော်တို့ပေါင်းလက်ကအလေးဖြစ်ရတယ်ပေါ့နော် ဆိုတော့နှစ်၃ကငါးငါးကို၉နဲ့ပေါင်းမှာ၄ဖြစ်တဲ့အတွက်ကြောင့်မူအပိတ်က၉ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီမှာတုံများအလဲနှစ်ထိပ်စီနှစ်ထိပ်စီတုံများအလဲကိုအပိတ်နှစ်တုံညာကိုစပြီးနှစ်ချိန်ဖြစ်သွားပြီဖြစ်တယ်ဗောနော်โอเคနှစ်တုံညာကိုရှောင်းနေပြီးတော့နှစ်တုံညာကိုပြီးတော့၄ပင်ချားဆိုတဲ့အတွက်ကျွန်တော်တို့ဒီမှာ၅ချိန်အတွက်ရပြီဖြစ်တယ်ဗောနော် ဆိုတော့ကျွန်တော်ထိတ်ဆီးကိုရုံးချကြည့်အောင်ပေါ့နော်ထိတ်ဆီးကဒီအပေါ်မှာလေး၃ပေါင်းတလို့ဒီခွန်နဲ့လေးနဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်ခွန်နဲ့လေးပေါင်းခြင်းကစက်တီဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တည်ဖြစ်အောင်လုပ်ရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီအပေါ်ကခွန်ရဲ့၃များရပေါင်းပြီးတော့ထိတ်ဆီးတစ်လုံးနဲ့ပေါင်းရင်ဒီကနက်၃လုံးပေါင်းရင်တည်ဖြစ်ရမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာခွန်ရဲ့၃များရပေါင်းရင်ခွန်ဖြစ်ပြီပေါ့နော် ဆိုတော့ဒီမှာကွက်လက်နေရာထိစီထည့်ရမယ်ပေါ့နော်ပေါင်းလက်ကတည်ဖြစ်ရမယ်ဆိုတဲ့အတွက်ဒီခွန်ရဲ့၃ညရဲ့ပေါင်းရှင်းခွန်ခွန်ကိုနောက်ထပ်လေးနဲ့ပေါင်းမှသာလေတည်ဖြစ်တဲ့အတွက်ကြောင့်မို့ဒီမှာဆိုရင်လေးထိစီရပြီဖြစ်ပါတယ်ပေါ့နော်โอเคဒီမှာ၄ထိပ်စီဖြစ်ပါတယ်။โอเคနောက်ထပ်ကျွန်တော်အလေထိန်ကတော့ ဒီတုံးနဲ့ချင်းနဲ့ပေါင်းရမှာပေါ့နော်ရှင်းနဲ့ချင်းပေါင်း16လို့ယူထားတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီမှာတော့တုံးနဲ့ချင်းပေါင်းချင်း17ဖြစ်ရမယ်ပေါ့နော်အလေးထိုင်ဆိုတဲ့အတွက်ကျွန်တော်တို့ဒီအလေးထိုင်ကနန်းနှလုံးနဲ့နောက်ထပ်အလေးထိုင်ကနန်းတစ်လုံးပေါင်းရင်ဒီလိုယူရမယ်ပေါ့နော်ဆိုတော့ကနန်းနှလုံးကဒီတုံးရရဲ့ခွန်ရဲ့ဒီအလေးကတစ်လုံးနဲ့ပေါင်းရမှာပေါ့နော်ကနန်းတုံးလို့ပေါင်းချင်းဒီဖြစ်ရမယ်ပေါ့နော်ဆိုတော့တုံးများခွန်ဒီမှာကွက်လက်ထားထားမယ် တည်ဖြစ်ရမယ်ပေါ့နော်ဆိုတော့ဒီမှာခွန်ရှိသွားပြီဆိုတဲ့အတွက်၄နဲ့ပေါင်းမှာ၁၇ဆိုတဲ့အတွက်၄အလေထိန်ဖြစ်မယ်ပေါ့နော်ဒါတော့မို့၄ထိန်စီ၄အလေထိန်ဆိုပြီးယူမှာဖြစ်ပါတယ်အပိတ်ကိုလေးလာကြည့်အောင်လားခင်ဗျာအပိတ်ကဒီနိနိတိနိနိပေါင်းရှင်လေးယူထားတဲ့အတွက်900မှာ900နဲ့300နဲ့ပေါင်းမှာဖြစ်ပါတယ်အရှိနှလုံးပေါင်းပါနော် ခွန်တုံများပေါင်းရှင်းခွန်ပေါလက်ခွန်ရောင်းတော့မှာဖြစ်တယ်ပေါ့နော်အပိကကျွန်တော်ဒီအပိကနန်းတလုံးရဲ့ဒီထိတ်ရဲ့အပိရဲ့ဒီသုံးလုံးပေါင်းရင်ခွန်ရောင်းဖြစ်မှာပေါ့နော်ဆိုတော့၄ရှိပြီးသားကျွန်တော်ဒီ၄ရာ ရှိပြီးသားဒီမှာထိတ်စီကလေးလို့ယူထားတာဖြစ်တဲ့အတွက်ဒီမှာ၄ပေါ့နော်ဒီမှာအပိတလုံးထိမယ်ပေါ့နော်ဒီမှာအပိထိမယ်ပြီးရင်ပေါင်းလက်ကခွန်ဖြစ်ရမယ်ပေါ့နော် ဆိုတော့၄နဲ့၄ပေါင်းဟာရှစ်ရှစ်ကိုခွန်ဖြစ်အောင်ဆိုရင်ကိုးထဲမှာဒါလည်းခုနှစ်ဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ဒီမှာ20အရာကတော့လေထိလေအလေထိုင်ကိုအပိလေလေကိုတဲ့ဖြစ်ပါတယ်ပေါ့နော်လေထိစီးဖြစ်မယ်ပြီးရင်ဒီမှာလေအလေထိုင်ဖြစ်မယ်ပေါ့နော်ဒီမှာကိုအပိလေလေကိုပေါ့နော်ကျွန်တော်ဒီမှာ ဒီဒီလိုတဲ့တကွက်ကောင်းကိုကျွန်တော်တင်ပေးလိမ့်မရှိဘူးပေါ့နော်ဒီမှာတော့ဒီတစ်ချိန်မှာတော့ကျွန်တော်ကြိုက်တဲ့အတွက်ကျွန်တော်ပြန်လဲမျှဝေတင်ဆက်ပေးရှင်းဖြစ်ပါတယ်တကွက်ထဲဖြစ်တဲ့အတွက်ကြောင့်ဘုမေရှင်များအာကြိတ်နေတဲ့ဆိုရင်တော့အရန်ထားတင်တယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ဒီအဘူးဖြစ်တဲ့အတွက်ကီးတွေတော့လွတ်သွားမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ကျွန်တော်တို့ဒီလေးလေးကိုဒီသုံးလုံးပေါင်းရှင်းခုနှစ်ပြိဖြစ်ပါတယ်ဗောနော်ကျွန်တော်တို့နှစ်ခုပြိပို့ပြီးအားတာတယ် ဒီလေးလေးကိုအပူခုနှစ်ပြိကိုလည်းထဲထားတင်နေပါတော့အကေများအပူချပေးသွားခင်မယ်ဆိုရင်ပေါ့ခင်ဗျာโอเคဗီဒီယိုကိုကြည့်ရှုအားပေးခဲ့တဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ